လက်သမားကြီးဘဝကနေတရုတ်ဆောင်ဖြစ်လာခဲ့တဲ့ကြောက်တမ်းမြို့နယ်ထက်ကဥစုပလွန်မနီအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်းကနေကျဆွလိုက်ပါတယ်လက်ရှိပြသနေတဲ့သွေးမြင့်ရုပ်ရှင်ဇာတ်ကားကလူကြိုက်များနေပြီးဒီဇာတ်ကားမှာတမင်ဇာတ်ပြောင်းတဲ့တရုတ်ဆောင်တယောက်ပါဝင်ပါတယ်နိုင်ငံသားတော်တယောက်ကိုဇာတ်ကားမှာတရုတ်ဆောင်ဖို့ကမ်းလှမ်းထားတယ်လို့ထင်ရပေမဲ့လည်းဒီတရုတ်ဆောင်ကတော့ရန်ကုန်တိုင်းဒေသကြီးကြောက်တမ်းမြို့နယ်ပင်လယ်ဝအနီးမိပြရွာမှာနေထိုင်တဲ့ဥစုပလွန်မနီဖြစ်ပါတယ် ဥဆုပလမနီကလက်သမားတယောက်ဖြစ်ပြီးအသက်65နှစ်ရွယ်ရောက်မှတရုတ်ဆောင်ဖြစ်လာခဲ့တဲ့သူပါဘဝမှာရုပ်ရှင်တရုတ်ဆောင်ဖြစ်လာနိုင်မယ်လို့တခါမှမတွေးခဲ့ဘူးပါဘူးတရုတ်မှာတော့ဒရိုက်တာအောင်ချမ်းလူကသူတို့နေထိုင်တဲ့ရွာကိုရောက်လာပြီးဇက်ကားထဲမှာတရုတ်ဆောင်ပေးဖို့အတွက်လာရောက်ကမ်းလှမ်းလာခဲ့ပါတယ်ဇက်ကားထဲမှာဒရိုက်တာအောင်ချမ်းလူလိုချင်တဲ့ဇယုံပုံစံကဥမနီလိုအသက်ကြီးကြီးလူတယောက်ဖြစ်ဖို့လိုအပ်တဲ့ပြင်ရေကူးတရုတ်မှာဖြစ်တယ်လို့တမင်စကားကိုလည်းပြောတတ်ဖို့လိုအပ်ပါတယ် ရင်းနှီးထိဆင်းရဲရမယ့်ဇဝင်ခန်းတွေလည်းပဝင်လာကြအောင်ကျမရဲ့ကောင်းဖို့လည်းလိုအပ်ပါသေးတယ်။တခိုင်ပြင်းတဲ့ထိသွားရောက်ရိုက်ကိုရမယ့်ဇာကားဖြစ်လို့ဦးမနီရဲ့သားသမီးတွေကတော့စိုးရင်ကြပါတယ်။ဦးမနီဟာလေက20ရှိတဲ့လက်ပိုင်ရှင်တယောက်ဖြစ်ပြီးသားသမီး6ယောက်မိ9ယောက်ရှိပါတယ်။နောက်ဆုံးမှာတော့ဦးမနီလည်းဒရိုက်တာအောင်ချမ်းလိုနဲ့အတူရခိုင်ပြင်းတဲ့ထိလိုက်သွားပြီးတရုတ်ဆောင်ခဲ့တာပေါ့။လေသမားကြီးတယောက်ဖြစ်တဲ့ပြင်ရုပ်ရှင်လောကနဲ့ဝေးကွာလာကြအောင်ဦးမနီကကင်မရာနဲ့စိတ်နေပါတယ်ဒရိုက်တာကြီးကြိုပြောထားတဲ့အတိုင်းရေထဲကိုဆင်းရဲရတဲ့ဇဝင်ခန်းတွေလည်းပေါဝင်သလိုမနက်၂နာ ရီကတည်းကထိုင်ရန်ရတဲ့ဇဝင်ခန့်နေလဲပါဝင်ပါတယ်။ဒါပေမဲ့ဦးမနီကတော့မငင်းမညို့ပဲတရုတ်ဆောင်ပေးခဲ့တာပေါ့။ဒရိုက်တာချမ်းလူကတေချာတင်ကြားပေးုံမကပဲထွန်းထွန်းကလည်းကိုကြီးပေးတာကြောင့်အချိန်တော်အတွင်းမှာအားလုံးနဲ့အဆင်ပြေသွားပါတယ်။ဦးစုပလုံမနီကအသက်65နှစ်အရွယ်မှာဒီဇာကားကိုရိုက်ကူးခဲ့တာဖြစ်ပြီးအခုတော့အသက်68နှစ်ရှိသွားပါပြီ။ ဇာကားကိုရုတ်တင်ပြသနေပြီဖြစ်တဲ့ပြင်ဦးမနေတို့ရွာကလည်းတောင်းရအားပေးကြပါတယ်။ရွာမှာလည်းဦးမနေကိုမင်းသားကြီးဆိုပြီးတော့ခေါ်ကြတဲ့ပြင်ရောက်နေရမှမျက်နှာပွင့်ပြီးတွေ့တဲ့သူတွေကလက်ဖက်ရည်တွေတောင်ခေါ်ပြီးတော့တိုက်ကြပါတယ်။ ။ဦးမနေကသွေးမြင့်ဇာကားထဲမှာအကောင်းဆုံးတရုပ်ဆောင်သွားနိုင်လို့ပရိသတ်တွေကလည်းသဘောကျသလိုဒရိုက်တာအောင်ချန်လူကလည်းကျဉ်းနဲ့နေပါတယ်။အနည်းပညာကြီးဖြစ်ဦးမနေကိုငွေ၁၀000ပေးခဲ့ပေမဲ့သူကတော့ဒီငွေကိုမမောလို့တရုပ်ဆောင်လုပ်ခဲ့တာမဟုတ်ပါဘူး။သူမှာပိုင်ဆိုင်ထားတဲ့လေရက20ရှိတဲ့ပြင်သာသမီတွေကလည်းအလောက်ကိုင်းကိုစီရှိပီသားဖြစ်လို့ငွေကြေးအတွက်မပူပင်ရပါဘူး။ဦးမနီကဒီအလောက်ကိုလုံမယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာအကောင်းဆုံးလုပ်ချင်တဲ့သူဖြစ်လို့စူးစမ်းရင်းနဲ့ပရိသတ်တွေအားပေးမှုကိုရသွားပါတယ်။ဦးစုပလွန်မနီကိုနောက်ထပ်စကားတွေမှာလာရောက်ကမ်းလှမ်းလာရင်လေ ယ်ထမံတရုတ်ဆောင်သွားအောင်ပါဗောင်းအသက်65နှစ်ရွယ်မှာလူမျိုးချင်းရဲ့ဂျိုးပေးမဲ့ဆိုပြီးတော့အသက်2နှစ်ရွယ်မှာတင်ဆရာတယောက်ကဟောခဲ့ပူးတဲ့အတိုင်းတကယ်ဖြစ်လာခဲ့ပါတယ်သွေးမြေရုပ်ရှင်ဇာတ်ကားကမြင်နေကြမြမဇာတ်ကားတွေနဲ့မတူပဲကွဲပြားအောင်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ကောင်းထွထွအတွက်လည်းထူးခြားတဲ့ရုံတင်ဇာတ်ကားတစ်ခုဖြစ်ပါတယ် ဦးမနေကထွန်းထွန်းနဲ့တရုတ်ဆောင်ခွင့်ရတာကြောင့်ဝမ်သာနေတလို့သူ့ဘဝမှာမင်းသားလို့ခေါ်ခံရတာကတော့ဘယ်အရာနဲ့မှမတူတဲ့ပျော်ရွှင်မှုလို့ဆိုပါတယ်။ဘယ်အရာကိုမှချိုးတင်မိမမြင်ရတာကြောင့်ဦးမနေကအသက်65နှစ်ရွယ်ထိလက်သမားကြီးလောက်ခဲ့ပေမဲ့လည်းမမြင်ရတဲ့ကံကြမ္မာကြောင့်မင်းသားဖြစ်လာခဲ့ကောင်ထွန်းထွန်းနဲ့တရုတ်ဆောင်ခွင့်အောင်ရရှိခဲ့ပါတယ်။ပရိသတ်ကြီးရောသွေးမြေဇာကားထဲမှာဦးစုပလိုမနီတရုတ်ဆောင်တာကိုသဘောကျရင်လားဆိုတာပြပြခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်တမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ